အမကပြင်လိုက်တဲ့ဒီဘာသာရေးပုံလေးနဲ့ပတ်သက်ပြီးတော့မှဘယ်သူပေါ့ထင်မြင်ချက်တွေပေးကြတာတွေဆဲဆိုကြတာတွေဟိုကို့အမြင်သူ့အမြင်ပေါ့နော်ဝေဖန်တိုက်ခိုက်ကြတာတွေပေါ့နော်အဲပြောကြတယ်ဒါပေမဲ့အမဘာမှပြန်မပြောဘူးဒါပေမဲ့အဲ့လိုပေါ့နော်ဒီကိုရဲ့သမီးရဲ့အဖေပေါ့နော်အရင်ကိုနဲ့အမျိုးတော်ခဲ့တဲ့လူတယောက်ကနေပြီးတော့မှဒီလိုမျိုး မီဒီယာပေါ်ထိတက်ပြီးတော့မှဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့ပြောလာတဲ့အခါကျတော့အရင်ကတည်းကအမကိုမုန်းတဲ့လူနိုင်ငံရေးနဲ့ပတ်သက်လို့မုန်းတဲ့လူပဲဖြစ်ဖြစ်ဟဲ့လားဒီဘာသာရေးနဲ့ပတ်သက်လို့ဒီခရစ်ယာန်ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့မှတိုက်ခိုက်ချင်တဲ့လူတချို့ကလည်းရှိနေပြီးသားအဲ့တော့အမတို့ကိုမုန်းတဲ့အခါနဲ့ဒီလိုမျိုးသတင်းထွက်လာပြီးဆိုရင်လူတွေကတိုက်ခိုက်ချင်ကြတာပြောချင်ကြတာလေဒါပေမဲ့အမကိုပြောရင်ဘာမှမဖြစ်ဘူးဒါပေမဲ့ဒါအမရဲ့အဖေတွေအမရဲ့တာသမီးတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အမရဲ့မွေးအဖေပေါ့မွေးအဖေနဲ့ပတ်သက်ပြီးတော့မှအဲ့လိုမျိုးတွေဟို စော်ကားလာတဲ့အတွက်ကြောင့်အမကဒီဟာလေးကိုသူ့ကိုပြန်ပြီးတော့လည်းပြောပြချင်တာရဲ့ဒီဘာသာရေးနဲ့ပတ်သက်လို့ဘလို့တွေဘသူကဟိုဘလို့ပြောမလဲအနှိမ်ခံရပြီးဖိနှိပ်ခံရလဲဆိုတာကိုလူတွေကမသိဘူးလူတွေကအမြင်ကိုပဲပြောချတာသူတို့အပေါ်ယံကိုပဲပြောတာဒါပေမဲ့ကိုကအရင်အိမ်တော်နဲ့ပေါင်းခဲ့ပြီးတော့မှ ဒီတမိရခဲ့တာဆိုတဲ့အခါကျတော့ဒီအရင်အနောင်နဲ့ပတ်သက်လို့ဘာသာရေးနဲ့ပတ်သက်လို့ဘသူကဘလောက်ထိလှုပ်ပေးခဲ့ပြီးတော့ဘသူကပို့ပြီးတော့မှဘာသာရေးအတွက်ကိုလှမ်းဖို့ပေးခဲ့လဲဆိုတာကိုမသိဘဲနဲ့ပြောနေကြတဲ့လူတွေကိုပြောပြချင်တယ်အဲ့ဒါဘာလဲဆိုတော့အနောင်တစ်ခုမှာဘာသာကြားနဲ့ရောက်လက်ထက်တဲ့အခါမှာပြဿနာတွေအများကြီးရှိတယ်အဲ့ဒါလူတွေကတော့အမြင်မှာတော့မင်္ဂလာပွဲတစ်ခုပြီးသွားရင်ပြီးသွားပြီဆိုပြီးမြင်ကြတာပေါ့နော်ဆိုတော့ဘာသာတိုင်းဘာသာတိုင်းမှာဟိုဘယ်လိုပြောမလဲ ဟုတ်တယ်အမားတော့မရှင်းပြချင်ဘူးကွာအခုကအမားဖေကိုပါထည့်ပြီးစော်ကားစီလာလို့စတီဗင်ရေသူ့ရဲ့အင်တာဗျူးမှာဒီလိုဟာမျိုးဆိုတာကအိမ်မှာပဲကိုပတ်တာကိုလေကိုတိချင်လို့ရှိရင် message ရိုက်ပြီးတော့မေးလိုက်ပေါ့နော်အဲအဲ့လိုမျိုးပြီးတော့သူလည်းမသိတာလည်းမဟုတ်ဘူးကွာတိတာတမီးလည်းဖျားဆောင်နေသွားနေတယ်ပို့စီလည်းအမအမြဲတမ်းတင်နေပြီးတော့သူဖုန်းဆက်တာလည်းဟဲ့တမီးဖျားဆောင်သွားနေတယ်တိရမလားအဲ့လိုမျိုးတွေအမဖြေပေးတယ်ပေါ့နော်အခုကကြတော့အမအဖေကလာပြီးစော်ကားလာတဲ့ခါကျတော့သူကတော့ interview ထဲမှာဖြေလိုက်တာပဲအမတို့ကပဲဟို ဟိုခလေးကိုငငယ်လေးထဲကဒီလိုမျိုးပေါ့နော်ဆွဲနေရယ်ဆိုတဲ့ဟာမျိုးလေးတွေကြတော့ကွာမကောင်သိရမလားငိန်ငယ်ရယ်ဆိုလို့ရှင်လဲလာအောင်မဲ့အမားတို့ကပဲမှန်နေလို့ပီပီရောငိန်ခံလိုက်တယ်ဆိုတာမျိုးပေါ့နော်ဆိုတော့ဟိုဘယ်လိုပြောမလဲဟိုဘယ်လိုပြောမလဲ အခုတော့မှကြည့်ပါလားဝင်ဆဲကြတာလေတွေ့ရမလားအဲဘာဖြစ်တယ်ညာဖြစ်တယ်နဲ့မြန်မာကိုခုတုံးမလုံးနဲ့တို့ဘာလို့အဲ့လိုမျိုးတွေလာတာလေဆိုတဲ့အခါကျဘာသာရေးနဲ့ပတ်သက်လို့ကတော့ဟိုလွတ်လပ်ခွင့်ဆိုတာလူတိုင်းမှရှိတာပေါ့နော်ဆိုတဲ့အခါကျဆုံးဖြတ်တာလေအမသမီးကသူကသူဆုံးဖြတ်တာအဲ့ဒီတော့ဒီအကြောင်းရင်းကိုမသိဖ ೇನೆ အမကပြောနေကြတဲ့လူတွေအမပြဿနာလဲမဖြစ်ဘူးအမဘာမှလည်းမဖြစ်ဘူးလက်လူရှုလက်လူရှုထားတယ် neglect လုပ်ထားဒါပေမဲ့သူကိုယ်တိုင်ကလာပြီးတော့မှအခုလိုမျိုးပြောလာတဲ့အတွက်ကြောင့်အမကပြောချင်တာပေါ့နော်ဟိုဟို သူတယောက်တည်းပြောသူတယောက်တည်းတည်တဲ့ပုံစံမျိုးပေါ့သူတည်ချင်လို့ရှိရင်သူအမကိုမေးလို့ရတယ်လေသူပြောသလိုပဲအမနဲ့သူနဲ့ကြားထဲမှာသမီးနဲ့ပတ်သက်လို့အမခွင့်ပြုထားတဲ့တခုရှိတယ်သူနဲ့အမနဲ့အိမ်တော်ကွဲပင်မဲ့အမဒီသမီးသူ့ဖေနဲ့ဆက်သွယ်လို့ရအောင်လို့အမရဲ့ဖုန်းဒီ messenger အမြဲဖွင့်ပေးထားတယ်အခုလက်ရှိပေါင်းနေတဲ့ယောက်ျားကိုလည်းအမျိုးသားကိုလည်းအမပြောထားတယ် အဲသူ့အဖေကသူ့သမီးအတွက်လိုတာရှိလို့ရှင်မင်းတာမျက်နှာသူ့သမီးနဲ့ဖုန်းပြောတာမျိုးအတွက်ငါခွင့်ပြုထားတယ်ငါ့ message ကိုသူ့ပေးသုံးထားတယ်ဒီမှာ73နှစ်မပြည့်မချင်းဖုန်းသုံးခွင့်မရှိဘူးအဲ့အတွက်ကြောင့်အမတို့သမီးကိုဖုန်းပေးမကင်နဲ့အတွက်ကြောင့်သူ့ဒီ messenger တစ်ဆင့်ပဲအမစီရ messenger ကနေပဲတစ်ဆင့်သမီးကိုပြောရတယ်ပေါ့နော်အခုကအမအမားလို့ပြောနေကြလိမ့်မယ်လို့ရှင်းပြချင်တာဘာလဲဆိုတော့အမနဲ့သူနဲ့အိမ်တော်မပြုတ်ခင်ကတည်းက သူအအမကိုခရစ်ယာန်မန်းလည်းတည်တယ်အမလည်းသူဗုဒ္ဓဘာသာမန်းတည်တယ်အမအဖေမေဒီဆိုတာကလည်းဘာသာကွဲချင်းချင်းယူထားတာအမမေဒီဗုဒ္ဓဘာသာအဲ့ဒီလိုဆိုအမဘာသာရေးနဲ့ပတ်သက်လို့ဘာမှပြဿနာကိုမရှိတာဒါပေမဲ့တကယ်တမ်းအိမ်ဆောင်ပြုတဲ့အခါမှာပြဿနာရှိတာကသူကသူ့ဘက်ကနေပြီးတော့အမကိုပြဿနာရှာတယ်အများကြီးပဲနော်အမအိမ်ကိုဖုန်ကြီးတွေလာတယ်ဟဲ့လားကိုပွဲမှာစုံရင်းနဲ့မှဖုန်ဖုန်ကြီးကျမကတော့ဒီဟို ဟိုဘိုင်ဘယ်နဲ့ပတ်သက်လို့တိတ်ပြီးတိတိကျကျလေးမသိဘူးအဲ့ဒါကြောင့်ဘိုင်ဘိုင်ဘယ်ဖတ်ဖတ်တာလေးတွေရှင်းပြပေးပါဆိုပြောတဲ့အတွက်ကြောင့်ဖုန်းကြီးနဲ့ပွဲမှာခင်သွားတဲ့အတွက်ကြောင့်ပုံပုံကအိမ်ကိုလာပြီးတော့မှ ီပါဆာပေါ့နော်စတန်ဖတ်ဆရာကနေပြီးတော့လာတင်ပေးဖို့အတွက်အေယူလာတဲ့ခါကျတော့လေဖုန်းကြီးကိုဆော်ကားမော်ကပြောပြီးပြန်လွှတ်လိုက်တယ်စိန်ခေါ်တယ်ဖုန်းကြီးကိုဟိုလေငါလဲဗုဒ္ဓဘာသာကြောင့်ငါဖြည့်ရှင်းမယ်မင်းရောမင်းရဲ့ခရစ်ယာန်နဲ့ပတ်သက်လို့ချက်ချင်းလာချက်လက်ချက်လက်ဖြည့်ရှင်းနိုင်သလားဆိုပြီးတော့ဖုန်းကြီးကိုတခါတည်းစကားကိုပိတ်ပြောပြီးတော့မောင်းထုတ်လိုက်တယ်ဒါမျိုးတွေကဘယ်သူမှမသိတဲ့အချက်တွေနော်အမဆိုလို့ရှိရင်ဘယ်လောက်ထိဟိုဘာသာရေးလက်ခွင့်ပေးသလဲဆိုလို့ရှိလို့ရှိရင် ဒီအမျိုးသားနဲ့ပတ်သက်လို့သူဖျားတဲချင်းနဲ့ဟလာသူကဟိုဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်ယောက်ျားတယောက်ကဖျားတဲတယ်ဆိုလို့ရှိရင်ဖုံးကံမြင့်နေဆိုတဲ့ဟာမျိုးသူ့ဘုရားမှာဖျားတဲဘူးချင်းနဲ့ပြောလို့အမနေမှာ မရရအောင်ပတ်စံကိုရာချီကုန်ခံပြီးတော့မှဖျားတိတ်ပေးခဲ့တယ်တကယ်တမ်းဆိုအမကဗုဒ္ဓဘာသာမဟုတ်ပါခရစ်စတန်မှာဒါပေမဲ့လူတရားရဲ့စိတ်ကိုဘယ်လောက်ထိအလေးထားလဲလူတရားကိုဘယ်လောက်ထိဘာသာရေးကိုလက်လက်ခွင့်ပေးထားလဲဆိုတာကိုအမပြောပြတာနော်ခုံယူလင့်ခြင်းလို့ပြောတာမဟုတ်ဘူးသိလားဆိုတော့မဟုတ်လို့ရှိရင်အမတို့ခရစ်စတန်တွေကပဲအမြဲတမ်းလူတွေကိုဆွဲပြီးတော့မှသွင်းနေတယ်လို့လို့ဘာလို့လို့ပြောကြလုံးလို့ပါဆိုတော့ပြီးတော့ကထိန်ဆိုလဲခင်းတယ်နော်ပကံမှာခင်းတယ်ပကံမှာအကုန်ရှိသမျှပတ်စံပုံဩပြီးတော့မှလှူတာ သူတို့ကရပြီတမီးအဲ့လောက်ပဲလှူလေရတယ်လေလို့ပြောတဲ့အချိန်မှာကိုကမဟုတ်ဘူးကိုကရှိနေတာအိတ်ပုံအိတ်တုံမှာဖောက်အကုတ်ဖာမောက်အကုန်လုံးလှူပေးခဲ့တာအဲ့လောက်ထိကိုရရရရအမှားအလှူဘက်မှာရောသူတို့ဘာသာရေးနဲ့ပတ်သက်အကုန်လှုပ်ပေးခဲ့တယ်ဆိုတဲ့အခါကျဒီလိုမိမမျိုးအမှားတမီးကိုဟိုဟိုသူ့ကိုကြော်ပြီးတော့မှဘာသာလဲတွတ်တွင်းနေဆိုတဲ့ပုံစံမျိုးပေါ့အင်တာဗျူးမှာဖြေတယ်တကယ်လားဆိုလို့ရှိလို့ရှိရင်သူနဲ့တမီးနဲ့အမှားဆက်သွယ်ဖို့တော့ခွင့်ပြုထားတာတွေကကြားလာပြီကွာဒီရောက်ခလေးက ဒီရောက်ခရက်အခွင့်ပြုထားတာတမီးဖုန်းပြောတယ်သူနဲ့အမဘယ်တော့မှသူတို့နားမှာမနေဘူးဖုန်းပြောတဲ့အတိုင်းအမဘာသာအမဟင်းချက်ဆရာရှိချက်တယ်မိဖို့လိုက်စာကြီးတိုက်တယ်သူနဲ့တမီးနဲ့ကြားထဲမှာဆက်သွဲပြီးပြောတဲ့စကားအမတခုမှလည်းမကြားချင်ဘူးသိလည်းမသိချင်ဘူးတမီးကသူ့အဖေကိုဘာပြောလဲဆိုလည်းအမမသိချင်ဘူးသူနဲ့တမီးနဲ့ကြားထဲမှာသူကသူရှိပြီးသားအဲ့တော့ဒီဖုန်းဖွင့်ထားပေးခြင်းကသူနဲ့တမီးနဲ့ဆက်သွဲဖို့ပဲအမမအိမ်အောင်ရှိတယ်အမမစီးရှိတာနောက်အိမ်အောင်ပြုထားတယ်နောက်အိမ်အောင်ရဲ့ယုံကြည်မှုနောက်အိမ်အောင်ရဲ့ တစ္ဆာနောက်ရင်နောက်ပေါ်မှာတစ္ဆာရှိမှုဆိုတာအမှထားဖို့ထားရမယ်အလကားနေနဲ့ဖုန်းနဲ့ပြောနေရလိုက်ပြီးဝင်ပြောနေပြီးတော့လိုက်ပြီးတော့မှစာတွေပို့ပြီးတော့လိုက်ပြီးသတင်းပေးနေရအောင်လို့လေအဲ့လောက်ထိအမကတာဝန်မလိုအပ်ဘူးကွာအဲ့ဒါသူပြောလို့သူ့အမ respect မပေးဘူးပေါ့ဟိုတမီးနဲ့ပတ်သက်လို့သူ့ကိုပြောရမယ့်ဟာဒီမှာအမက ြောဖို့ပြောရမယ့်ဟာဒီမှာပေါ့နော်သူ respect ပေးပြီးမပြောဘူးလို့သူပြောတယ် respect ဆိုတာကသူနဲ့အမနဲ့ယူထားတဲ့အချိန်တုန်းကဟိုပြောတင်ပြောတဲ့တဲ့ဟာတွေအတိပေးတဲ့ဟာတွေကတရေးချင်တဲ့ respect ကတော့ပေးရမှာပေါ့ယူထားလို့ရှိရင်ပေါင်းနေစေဆိုလို့ရှိရင်တော့လေအဲယောက်ျားကြီးဒီလိုတော့တမီးကဖြစ်လဲဆိုပြီးပြောနေရမှာပေါ့အခုဟာအမနဲ့တူနေရလဲကွဲသွားပြီကွာပြီးတော့ ။တမီးနဲ့ပတ်သက်လို့ပြောချင်တဲ့ဟာကိုလေတမီးစီကလည်းဓာတ်ရိုက်ချရအောင်လို့အမပြောရင်လည်းလိမ့်နေဖြစ်မှာဆိုလို့တမီးနဲ့ကိုဖုန်းပြပေးဝင်ကိုသူ့ကိုပေးထားပြီးသားပြီးတော့တမီးဖျားဆောင်တတ်တယ်နော်တမီးဟိုကလှုပ်တယ်ဟိုဗာလဲဖျားဆောင်မှာခကြီးထွက်တယ်ဖျားဆောင်တတ်တယ်ဖျားစကားတင်းတန်းသွားတယ်အဲ့ဒါဒီအားလုံးလည်းနေ့စဉ်နဲ့အမေအမပို့စီတင်နေတာပဲအမအကြောင်းမသိရလို့မရှိဘူးအမရဲ့ wall နဲ့ဝင်ကြည့်လိုက်ပါပြီးတော့အမ Facebook ထဲမှာ live လုပ်နေတဲ့အခါမျိုးအမအမြဲတမ်းဖျားဆောင်မှာတမီးနဲ့သွားလေလာနေသူမြင်တယ် တည်သူဖုန်းခေါ်တဲ့အချိန်မှာတမီးမရှိဘူးဟုတ်တယ်တမီးဖျားချောင်းသွားနေတယ်ဟေ့သူပြောလိုက်တယ်အော်အေးအေးပြီးမှပြန်ခေါ်မယ်အရင်နေ့တုန်းက तू အေးစစ်စစ်ပဲကွာတည်လာပြောချင်တာ तू တည်တယ်အမေစီမဘလို့လို့ဟိုအမကဗုဒ္ဓဘာသာမဟုတ်တဲ့တို့ကြအမဗုဒ္ဓဘာသာအကြောင်းကိုလည်းတင်လို့မရဘူးဗုဒ္ဓဘာသာကြောင့်အမနားမလဲဘူးတမီးဒီကိုရောက်လာတဲ့အချိန်မှာလွန်ခဲ့တဲ့၃နှစ်ရောက်လာတဲ့အချိန်တုန်းက မတိုင်ရင်တော့ကနော်သူချန်ခုံမှာပေါ့နော်အမစီမရောက်လာခင်လွန်ခဲ့တဲ့၃နှစ်လောက်ကသမီးကိုသူဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ဖះစာတွေတင်ပေးတဲ့ဟာတွေကိုဗီဒီယိုလေးနဲ့သူ့အဖွာတင်ပေးတာလားမသိသူ့ရဲ့တူမနဲ့လားမသိဘူးသမီးလေးရွတ်နေတာ၁၄ပစ္စည်းလား၁၄ပစ္စည်းရောလားအဲ့ဒါအရွတ်နေတာအမတွေ့အမဘာမှမပြောဘူးဟုတ်တယ်လေအမတို့ဟာကော်ဖီနဲ့လက်ဖက်ရည်ဟိုကော်ဖီနဲ့နို့လို့ပဲကော်ဖီနဲ့နို့ရောတဲ့အခါကြာလို့ရှိရင် ဟိုနှုတ်လိုပဲဖြူစွတ်မနေဘူးကွာအရာကတော့ရောနေမှာပဲတမီးကဟိုဘက်ကောတိဘက်ကောဘာသာရေးမှာဟိုဘာသာမတူတဲ့လူတွေရောပေါင်းလာတာဖြစ်တဲ့အတွက်ကြောင့်တမီးမှာနှစ်ခုလုံးတိပိုင်ခွင့်ရှိတယ်ဒါပေမဲ့အခုသူအင်တာဗျူးမှာဖြေသွားတာနော်အမအဖေကတဲ့နော်ဘလောက်များပေါ့နော်ဘာသာရေးကိုတမီးဦးနဲ့ပတ်သက်လို့သူ့မီးကိုစွဲတယ်လဲဆိုတာမျိုးပေါ့သူဖြေသွားတဲ့ပုံစံဟို ဘိုးတော်ကတဲ့ဟိုခလေးကပါဗောနော်အသက်ကနှစ်နှစ်သုံးနှစ်လေးနှစ်ပဲရှိသေးတယ်ဗောနော်သူကသူ့စီရလို့ရှိလို့ရှိရင်လည်းဘုရားသခင်အကြောင်းနေတင်တယ်ဗောပြောတယ်ဗောနော်ဘုရားစာတွေတင်ပြီးလဲဆိုတင်မှာပေါ့အမားတို့ဒီမွေးရပါမြို့ခလာခရစ်စတန်တွေဖြစ်ကြတယ်အဲ့တော့အမအေဘက်က မိဘတွေကလည်းဟလာခရစ်စတန်ဖြစ်တဲ့အတွက်ကြောင့်သူတို့ခရစ်စတန်လိုပဲတင်တတ်မှာပဲဟလာစမ်းစာတွေဖတ်ပြပြီးရှင်းပြမယ်ဖျားသခင်ကဘာလဲဆိုတာပြောပြမှာပေါ့ဒါဟာအမဖေကဖျားဆောင်မှာဖျားလူကြီးဖြစ်တယ်ဖျားစာဖတ်တဲ့စမ်းဖတ်တဲ့ဆရာဖြစ်တယ်ပြီးတော့ကလေးတွေကိုစမ်းစာတင်ပြီးတဲ့ဆရာဆိုတဲ့အတွက်ကြောင့်သူလောက်တတာသူလောက်တာပဲဒါဟာလူကြီးတယောက်အနေနဲ့သူ့ရဲ့မိကိုကောင်းတဲ့ညာတင်ပေးတာလေတမီးရေခိုးပါတတ်ပါလူတတ်ပါလို့ဟိုလောက်ပြီးတော့တင်ပေးတာမှာမဟုတ်တာအဲ့တော့လူဆိုတာကိုတိရဲ့အရာကိုပဲတင်ပေးလို့ရမှာပေါ့ဒါဟာအမဖေကကလေး၃နှစ်အရွယ်၄နှစ်အရွယ်ကလေးတယောက်ကိုစွဲရဲဆိုပြီးသူဖြေထားတဲ့အင်တာဗျူးမှာအမ မကြည့်လိုက်တဲ့ခါကျစိတ်မကောင်းဘူးအမဆိုလို့ရှိရင်တမီးတရားလာတဲ့အချိန်မှာအော်တမီးဟာလားအမေတွေ့တယ် online ပေါ်မှာတမီးဟိုဟာအဖေတင်ထားတယ်တမီးနဲ့ပတ်သက်လို့ဘာသာရေးအကြောင်းတမီးရဲ့အဖွားတင်ပေးထားတယ်သူ့မှာလည်းတင်ပိုင်ခွင့်ရှိတယ်ကွာတိလားတိရသူမလည်းတင်ပိုင်ခွင့်ရှိအမတင်ခွင့်လည်းပေးထားခဲ့တာပဲ။ तू နဲ့တမီးကတစ်နှစ်ခွဲနှစ်နှစ်ကျော်လောက် ဟိုအမှားမရှိတဲ့နေတော့တမီးကနေခဲ့တာပဲရန်ကုန်မှာလေဆိုတော့သူတို့တင်ချင်သူတို့တင်တာပဲသူတို့လည်းပို့ချင်သူတို့ပို့တာပဲဖခင်တွေသွားတာပဲလောက်ကြတာပဲလေအမဘာပြောခဲ့လဲတကွမအမမပြောအမကအသိပေးခဲ့လာအဲ့ဒီတုန်းကောတမီးဖခင်စာတွေညွတ်နေတာမျိုးတို့သူတို့အမအမှန်တမ်းပြောရင်ကွာဗုဒ္ဓဘာသာဆိုဒီမှာမွေးရပါမွေးလိုက်တာနဲ့ဥငဲဆိုတာနဲ့ ဗုဒ္ဓဘာသာဖြစ်သွားတာလားဟာလားဖះစာဖတ်ပြီးတော့မှဗုဒ္ဓဘာသာဖြစ်တာလားမိသီလားရှင်ဝေးလိုက်တော့မှဟိုတင်ငန်းချုပ်တော့မှဟိုဗုဒ္ဓဘာသာအစဖြစ်တာလားဆိုတော့အမနားမလဲဘာပေမဲ့အမဘာသာအရဆိုလို့ရှင်ခလေးကဥဝဲဆိုတယ်လဲမွေးတာနဲ့ဟိုခရစ်စတန်မျိုးခလာဖြစ်ပါစေခရစ်စတန်မဖြစ်သွားဘူးမိပါတယ်ကိုတိုင်ကိုကဟာလားဒီဟိုဘယ်လိုပြောမလဲဘတ်တိုက်လောက်ပေးရမယ်ပြီးရင်ခရစ်စမတ်အပရှင်လို့ဟာလား first communion ရအောင်လို့ဖះအကြောင်းကိုနားလဲအောင်လို့ဖះအကြောင်းကိုပို့ပေးရမယ်ဒါမှပဲဒီခလေးဟာခရစ်စတန်ဖြစ်မှာ ရိုးရိုးမွေးလိုက်တာနဲ့ဟိုဖျားသားကိုခေါင်းမူးချုပ်ပြီးတက်လို့ဟိုခရစ်ယာန်ဖြစ်မသွားဘူးအဲ့တော့တရားနဲ့တရားကဘာသာအယူဆခြင်းလည်းမတူတဲ့အတွက်ကြောင့်သူ့ရဲ့ဗုဒ္ဓဘာသာဖြစ်ခြင်းလေကိုယ့်ရဲ့ခရစ်ယာန်ဖြစ်ခြင်းဟာသူ့အတွက်နားလည်မှုဆိုတာသူမရှိဘူးနားလည်လည်မှာလည်းမဟုတ်ဘူးအဲ့တည်းကြောင့်အမကတော့ ရှင်းတယ်သူနဲ့နေတဲ့အချိန်မှာလည်းသူ့ကိုပေးတင်တယ်အမရဲ့မိဘတွေနဲ့တမီးလေးရှိတဲ့အချိန်မှာလည်းအမအဖေတင်တာအပြစ်မဟုတ်ဘူးဒါပေမဲ့အဲ့လိုတစ်ဖက်ဆောင်နေအမတို့ကဟိုခရစ်စတန်ဘာသာကိုဆွဲပါတယ်ကလေးငယ်ငယ်လေးကိုအမအဖေကတင်ပါတယ်ဆိုတော့အမအဖေဒီကြမ်းဖက်စရာတင်ပါပို့ဟုတ်လားသူတို့တော်မှတင်သေးတာပဲဒါဟာအပြစ်မဟုတ်ဘူးကွာဘာသာမျိုးရဲ့နှစ်ယောက်ယူထားတာဆိုတဲ့အခါကျတော့ဒါကိုသူတို့နားလည်မှုရှိရမှာပေါ့နော်အယိုလာလေတဲ့ဟိုဖုန်းကြီးကိုတော်မှခမားလဲဟိုဘာလဲကျုပ်ဒါကကျုပ်အိမ်ခမားမှာဟိုဘာသာကြီးနဲ့ပတ်သက်လို့ကျုပ်မိန်းမကိုဟိုဘယ်လိုပြောမလဲ ဟိုကျန်းစာလာရှင်းပြမယ်ဆိုလို့ရှိရင်ကျုပ်ကိုအရင်သားလဲအောင်ရှင်းပြလိုက်တို့ကျုပ်ခမ ्या ကိုလောင်းချေးထက်မယ်တို့ခမ ्या ပြောခမ ्या ရှင်းခမ ्या ဘာသာအရာခရစ်စတန်ကိုဘလို့ရှင်းမလဲနားလဲအောင်ကျုပ်ကိုကျန်းလဲလက်လက်ရှင်းစမ်းဆိုပြီးတော့မှဟိုဖုန်းကြီးတရားကိုစိန်ခေါ်တာမျိုးက ဟိုဘယ်လိုပြောမလဲကွာဒါ respect မရှိတာပေါ့နော်ဆိုတော့အမကအများကြီးသီးခံခဲ့ပါတယ်ဆိုတော့အဲ့ခါကျတော့ဒါတွေကလူတွေကမသိတဲ့ခါကျတော့အမကပဲအဲခရစ်စတီးယန်ညာဟုတ်တယ်ပြောလိုက်လို့ရှိရင်ကိုယ်ဝိုင်းဆဲကြအဲခရစ်စတီးယန်ညာဟုတ်တယ်သူတို့ကသူတို့ဘယ်သူတို့ပဲဆွဲကြဆိုတော့အမတမီးအမလေးခရစ်စတီးယန်ဘာသာတခါမှမဆွဲခဲ့ဘူးတမီးဒီရောက်လာကြတယ်အမဖခင်ညတိုင်းရှစ်ခိုးတယ်တမီးကလည်းဘေးမှာကြည့်အမေတမီးကိုလည်းတင်ပေးပါလားတမီးကလည်းဖခင်မရှိခိုးတတ်ဘူးဖခင်မရှိခိုးတတ်ဘူးဟဲ့တမီးတမီးကိုလည်းရန်ကုန်မှာဖွားဖွားကြီးတင်ပေးတယ်မဟုတ်ဘူးလားဆလေးပစ္စည်းရွတ်တာတို့ဟလာဟိုဘာလဲမြစ်တာပို့တာတို့ဘာတမီးလောက်တယ်မဟုတ်လားအမေတွေ့ရလေ ဆိုဟင်တမင်အဲ့ဒါဒီမှလည်းမမှတ်မိဘူးနားလည်းမလဲဘူးဆိုကိုယ့်ရဲ့ဘာသာတစ်ခုကိုဝင်စေခြင်းနဲ့သိစေခြင်းနဲ့တတ်စေခြင်းနဲ့ဆိုလို့ရှိလို့ရှိရင်ဝေမျှရတယ်ရှင်းပြရတယ်တင်ပေးရတယ်ကွာတိလာအဲ့ဒါကအမှားမဟုတ်ဘူးကိုတိတိကျကျမတင်ပေးခဲ့လို့ခလေးကြီးကမသိခဲ့သူ့အချိန်တစ်နှစ်ခွဲကျော်နှစ်နှစ်အမစီတမင်မရောက်လာခင်မှာအချိန်နဲ့အများကြီးပဲပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဆိုတော့သူတင်လို့ရတာပဲကွာပြောလို့ရတာပဲတိလာဒါအမကဟို အမစိတ်ထဲမှာရှိကိုမရှိဘူး။ तू တမီးကိုဘာသာရေးကြောင်းတင်းတင်းမတင်းတင်းတမီးရဲ့လွတ်လပ်ပိုင်းကိုလွတ်လပ်စွာ तू ရွေးချယ်ပြလို့ရတယ်။ तू တင်ပေးရလို့ရတယ်။ဒါပေမဲ့တမီးကသူ့တို့ဘာသာနဲ့ပတ်သက်လို့ဟိုအသက်၄နှစ်မှာဟိုအမှန်တမ်းပြောရလို့ရှိရင်အမအဖေတမီးကိုတင်ပေးခဲ့တဲ့အသက်ကနှစ်နှစ်သုံးနှစ်ပါ။ तू တင်တဲ့အချိန်ထက်တောင်ငယ်ပါသေးတယ်။ तू စီမှာတမီးနေတဲ့အချိန်မှာအသက်က၄၅၆နှစ်ဖြစ်နေပါပြီတမီးကလေ။ဆိုတော့တမီးကိုသူတို့ကတိတ်တိတ်ချာချာဗုဒ္ဓဘာသာအကြောင်းတင်ပေးနိုင်လဲဆိုလို့ရှိရင်အမစီရလာတဲ့အခါမှာတမီးကဘယ်လိုပြောမလဲ။ ိုအမကိုဗုဒ္ဓဘာသာနဲ့ပတ်သက်လို့သူဖျားရှိခိုးနေလေပြောပြမှာပေါ့အခုကတမိကတခုမှလည်းမသိတဲ့အပြင်ကိုဟိုပြောရမယ်ဆိုလို့ရှိရင်တော့ကွာဗီဒီယိုတစ်ခုဖြစ်အောင်ပဲကောက်တင်ပြီးတော့တင်ပေးလိုက်တဲ့ဟာလေးပဲဒါမဲ့နေ့တိုင်းနေ့တိုင်းဖျားရှိခိုးနေလေလည်းမတင်ပေးဘူးဆိုလို့ရှိရင်ဒါကအလကားပဲလေတိလားအလကားပဲ တိလားဆိုတော့အခုချိန်မှာလေအမဗုဒ္ဓဘာသာတွေဝိုင်းဆဲကြမှာပဲဘာဖြစ်လဲဆိုတော့သူတို့ကတော့သူတို့ဘာသာမှန်တယ်သူတို့ဟိုအဖေကိုအတိမပေးဘဲနဲ့ဟိုတွင်းလိုက်လို့ဆိုပြီးတော့မှအမဝိုင်းဆဲကြမှာဒါပေမဲ့ဒါတွေရဲ့နောက်ွယ်မှာအများကြီးပဲအမှန်တရားဆိုတာရှိတယ်ကွာတိလားဆိုတော့အမကတပည့်ကိုတွတ်တွင်းတာမဟုတ်ဘူးတမီးဒီသူကိုယ်တိုင်အမဖះရှိခိုးတာအမဖះအကြောင်းဟို ကျန်းစာဖတ်တဲ့ဟာလေသူနားထောင်ပြီးတော့မှအမေဒီလိုမျိုးလားတမီးကလေဖះเจ้าကိုတိတိကျကျမသိဘူးတမီးဖះเจ้าကိုသိချင်တမီးအမေကဖះเจ้าကိုအမေသိတယ်လားပဲသိတာတမီးတကယ်လို့သိချင်တယ်ဆိုလို့ရှိရင်တော့ဖုန်ကြီးနေမိသီလာရှင်နေနဲ့ဖះเจ้าတက်ပြီးတော့မှဖះဆရာတန်တန်းเจ้าကိုတက်မှရမယ်အမေကတော့တမီးကိုသိချာမရှင်းပြတတ်ဘူးတကယ်လို့တမီးဗုဒ္ဓဘာသာပဲဝင်မယ်ဆိုလို့ရှိရင်လေဗုဒ္ဓဘာသာစာအုပ်တွေနဲ့ပတ်သက်လို့ဖဖကြီးကသိတယ်အဲ့ဒါလေအမေမှားပေးမယ်လူချုပ်ညာပြောတယ်မဟုတ်ဘူးအမေတမီးကအမေရဲ့ဘာသာကိုသိချင်တယ်တမီးဖះဆရာတန်တန်းเจ้าသိချင်တယ်သူကသူစုံစမ်းတာလေအဲ့တော့အမကရှင်းပြတယ်အမရှင်းပြတဲ့ဟာကသူကမလုံလောက် ဘူးဆိုလို့ရှိရင်သူကသူဖျားကြောင်တက်သူကသူလေ့လာအမတို့ခရစ်ယာန်မှာလေဖျားကြောင်ချက်ချင်းတက်တာနဲ့ခရစ်ယာန်တမ်းမဖြစ်သွားဘူးနော်သိလားအချိန်တစ်ခုယူရလူတယောက်ကတကယ်ဖျားကိုချစ်သလားနားလေသလားဖျားကြောင်လေ့လာချင်သလားဆိုတဲ့ဟာကိုအရင်ဆုံးသိယူရတယ်ပြီးတော့မှအားလုံး ready ဖြစ်ပြီဆိုတော့မှဟုတ်တယ်တမိဝင်ချင်တဲ့အမေလို့သူကိုယ်တိုင်ပါဇက်ကပြောမှအမတို့ကတွင်းပေးလို့ရတာဒီခေါင်းကန်ကြီးပါခေါင်းကန်ဖခင်ခေါင်းကန်ကြီးခင်ဆိုတော့သူကိုယ်တိုင်ရွေးရတာအမတို့က ဟိုဘယ်လိုပြောမလဲအတင်းသွတ်သွင်းလို့မရဘူးကွာအဲ့တော့အမတို့ခရစ်ယာန်အကြောင်းကိုလည်းမသိဘဲနဲ့အမဝိုင်းဆဲရလူတွေအများကြီးပဲအဲ့တော့အမဒီဘာသာရေးလွတ်လပ်ခွင့်အပြည့်ပေးထားပါတယ်တမီးကိုအမကိုယ်တိုင်မှအမအရင်ယောက်ျားကိုဖျားတယ်ပေးခဲ့တဲ့လူပါအမယောက်ျားစိတ်ချမ်းသာပါစေယောက်ျားကောင်းဖြစ်ပါစေဆိုရဲစိတ်နဲ့သူ့ရဲ့ဆန္ဒဖြည့်ဆည်းပေးခဲ့တာဆိုတော့ပြောရမယ်ဆိုလို့ရှိရင်လူတိုင်းဒီဟိုလွတ်လပ်ခွင့်ရှိပါတယ်အခုအမတမီးခရစ်ယာန်ဖြစ်သွားလို့ तू ကအခုမှကောက်ခါငင်ခါကြီးသူ့ကိုအသိမပေးဘူးဆိုပြီးတော့မှမီဒီယာပေါ်မှာထပြီးတော့ပြောတာပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီဟာတွေမတိုင်ခင်မှာလဲသူနဲ့ပတ်သက်လို့ဒီ ခရစ်ယာန်နဲ့ပတ်သက်လို့ဖျားသားသွားနေရတယ်ဖျားသားတင်တတ်နေရတယ်သူကိုယ်တိုင်သိတယ်ကွာ trip တွေထွက်နေရတယ်သူကိုယ်တိုင်မြင်နေကြတယ်ပြီးတော့သူနဲ့တမီးနဲ့လည်းအများနဲ့ဖုန်းတွေပြောနေအမသူနဲ့တမီးနဲ့ဖုန်းတွေပြောနေအကြောင်းလည်းမစိတ်ဝင်စားဘူးဘာကြောင့်လဲဆိုတော့သူဒီ parking တရားဖြစ်တယ်တမီးအတွက်ဒါပေမဲ့အမနဲ့ပတ်သက်မှုဘာမှမရှိတော့ဘူးအဲ့တော့အမကသူ့ကိုတစ်ချိန်လုံးကြီး priority ပေးပြီးတော့သူ့ကိုဒီလိုလူနေတိုင်းရှင်းပြရအောင်လေအမမှအိမ်အောင်ရှိပြီးသားကွာသိလားအားလုံးသောသူတွေဟာကိုယ့်အချိန်နဲ့ကိုယ်ဘသူ့မှအမမှစိတ်ဝင်စားဖို့အချိန်လည်းမရှိဘူးရှင်းပြဖို့အချိန်လည်းမရှိဘူးတခုခုဆိုလို့ရှိရင်အမမှခလေးတောင်းအောင်လေပြေးလွှားနေရတာဆိုတော့ အရင်အိမ်တော်ရဲ့ကိစ္စကြီးလေအမောင်က basket is pass is pass ပဲအမစိတ်ဝင်စားတော့တမီးနဲ့သူနဲ့ connection ရဖို့အတွက်အမဖုန်းလည်းပေးပြောထားတယ်အရာအလုံးအမလုပ်ပေးပြီးတော့ဒီချက်ဘာမှပို့ပြီးလိုချင်လို့တော့မရဘူးဒီဘာသာရေးနဲ့ပတ်သက်လို့လေတမီးကသူ့ဟာသူရွေးချယ်တာအမေတမီးကိုယ်တိုင်ရွေးချယ်တာသူ့ပြောတဲ့သူပြောပြီးသွားပြီးဒီဘာသာရေးကိုကိုဗုဒ္ဓဘာသာကနေပြီးတော့ခရစ်ယာန်ကိုပြောင်းတာလည်းမဟုတ်ဘူးတမီးကဗုဒ္ဓဘာသာကနေပြီးတော့ထွက်ပြီးတော့မှခရစ်ယာန်ကိုဝင်တာလည်းမဟုတ်ဘူးခရစ်ယာန်ကနေပြီးတော့မှ ဟိုဘယ်ခရစ်စတန်ဘာသာကိုဝင်မယ်ဆိုပြီးသူ့ဘာသာဆုံးဖြတ်တာဖြစ်တဲ့အတွက်ကြောင့်ဒါကအမကဘာမှသူ့ကိုသွတ်သွင်းလို့မရဘူးသူကိုယ်တိုင်တမီးဖျားချောင်းသွားနေတယ်လိုက်ဖို့ပေးဆိုလို့အမအမျိုးသားအခုလက်ရှိအမပေါင်းနေအမျိုးသားအိမ်ကလူတွေကအလုပ်ပြတ်ခံပြီးတော့မှလိုက်ဖို့ပေးတာနော်စနေတနင်္ဂနွေနေ့မကဘူးတခြားရက်တွေပါပါဒီလိုမျိုးညနေပိုင်းညတောင်းပြရတယ်ပို့ပေးရတယ်ပြီးတော့သူတို့ကြောင်းမှဘာသာတွေရွေးရတယ်အဖျားသခင်ကြောင်းသိရှင်တဲ့လူကဖျားသခင်ကြောင်းကိုစက်တင်ခွင့်ရှိတယ်ယေရှုအကြောင်းပကြမ်းစာအကြောင်းကိုတင်ပေးတဲ့အချိန်မှာ တက်ချင်လဲရတယ်မတက်ချင်လဲရတယ်ဒါပေမဲ့သူကိုယ်တိုင်အဲ့လားရွေးချယ်ပြီးတော့တက်တာအဲ့တော့ဒါတွေနောက်ကျောင်းတွေကိုမသိပေးမဲနဲ့သူက line ပေါ်မှာတက်ပြီးတော့မှအမကဘာသာရေးနဲ့ပတ်သက်လို့တမီးကိုဟိုသူ့အစ်တမေပေးပဲတွတ်သွင်းပါရဲဆိုပြီးတော့ရင်နာပြီးတော့ဖွင့်ပြောနေတဲ့ဟာကသူသိချင်လို့ရှိရင်သူနဲ့တမီးအမြင်နဲ့ဖုန်းပြောနေသူမေးလို့ရတာပေါ့ဟာလားသူပြောသလိုဘာသာတိုင်းကကောင်းပါတယ်ဘယ်ဘာသာဝင်မကျွန်တော်အပြစ်မပြောပါဘူးဆိုပြီးတော့မှကျွန်တော်စီရတယ်နော်တမီးကဗုဒ္ဓဘာသာဖြစ်မှာပေါ့ကျွန်တော်နဲ့နေရင်တော့ဆိုရစကားဘာစကားလဲဟုတ်လားသူတော်မှသူနဲ့နေလို့ရှိရင်နော်တမီးကဗုဒ္ဓဘာသာဖြစ်သွားမှာသူ့မိစီပေါ့လားလို့ခရစ်ယာန်ဖြစ်တယ်လို့ပြောတယ်ဆိုလို့ရှိရင်အမက အမအမဘက်ကိုစဉ်းစားကြည့်တယ်သူနဲ့နေတော့ဘုရားဘာသာဖြစ်ရင်တော့ကောင်းတယ်အမနဲ့အခုလိုခရစ်စတန်ဖြစ်သွားတဲ့ဟာမျိုးကကြတော့ဟိုဟိုမီဒီယာပေါ်မှာတက်ပြီးသူပြောရလားအောင်ဒီပွဲဖြစ်သွားအောင်ဒီသူဘာလို့ပြောတာလဲအမပြောတာလीတိလာတမီးကသူကိုယ်တိုင်ကိုစိတ်ကပါလို့သူ့ဘာသာသူကိုယုံကြည်လို့သူပြောင်းလဲသွားတာကွာဆိုတော့ဟို ူရွေးချယ်တယ်ဆိုတော့အသက်18နှစ်အသက်20အသက်40ဒီထောက်ကြမလိုပါဘူးသူစိတ်ကိုကသမီးဖြစ်ချင်တယ်လို့ပြောလို့ဒါအမားတို့ကဖခင်ဆောင်မှာသွားပြီးတော့ baptize လုပ်ပေးရတာခရစ်စတန်ဖြစ်သွင်းပေးရတာသူမဖြစ်ချင်ဘူးဆိုအမဘာမှမတိုက်တွန်းဘူးအမယောက်ျားကလည်းဒါရီနားလေတာမဟုတ်ဘူးနားလေတာမဟုတ်ဘူးဆိုတော့အမဒီလက်ရှိယောက်ျားလည်းစိတ်ကိုမဝင်စားဘူးကွာပြောရမယ်ဆိုလို့ရှိရင်ဘာသာပြဆိုလွတ်လပ်ပိုင်းမင်းဒီခလေးကလည်းသူနဲ့မွေးထားတာမဟုတ်တဲ့အတွက်ကြောင့်သူကတော့ push ဒီလုပ်ပြီးတော့နင်သွားစမ်းဟဲ့ဖခင်ဆောင်ဆိုပြီးတော့ဘဘခရစ်စတန်ဖြစ်ကြမယ်ဆိုပြီးတော့မှတွတ်သွင်းနေရမယ်ဘာမှမရှိဘူးအဲ့တော့အမတို့မိသားစုအမရဲ့အဖေဆိုတာလည်း ။ तू อ่ะမီယိုဖလာခရစ်စတန်ဖြစ်လို့ဒါသူ့ရဲ့မီးကိုသူတီးတယ်လားမှတ်တယ်လားသင်ပေးခဲ့တာ။ဒါဟာလည်း तू ပြောသလိုပေါ့နော်။ဘာသာရေးကိုငငယ်လေးတည်းတမီးကိုဆွဲပြီးတွတ်သွင်းခဲ့တာလို့ तू ပြောတဲ့စကားတွေကတအားကိုအမအဖေမီးပါတယ်အရန်ဆော့ကားတယ်။ကျမဒီမှာအကောင်းဆုံးနေပြီးသမီးကိုပြုစုပြထောင်ပေးနိုင်ပါတယ်။ ကိုမလောက်နိုင်တဲ့အရာကိုလောက်ပေးတဲ့လူတယောက်ကို respect ထားပါ respect ပေးရမှာကရှင်ပါကျမမဟုတ်ပါဘူးအဲ့အတွက်ကြောင့်မီဒီယာပေါ်တက်ပြီးကျမကို service ဆော့ကားနေမယ်အစားဖြင့်ဖွင့်ပြီးတော့ drama ခဲနေမယ်အစားလိုချင်တာရှိလို့ရှင်တမိနဲ့ပြောပါခံစားချက်တွေဖွင့်ထားပါကျမကိုလာပြီးတော့မလူရှိမှလာမပြောပါနဲ့ကျမရဲ့မှာမိသားစုရှိပါတယ်ကျမရဲ့မိသားစု respect ပေးပါအဲ့ဒါပဲပြောချင်ပါတယ်မကျင်ကြလို့တမိကိုပြန် comment ဆိုရင်ကျမအခုထားတဲ့လိုမျိုးအစ်င့်တန်းထားပါတမိကိုကြောင်းကောင်းကောင်းပြန်ကြောင်းတင်ပေးပါ တမီးလို့သမားဝယ်ပေးပါတမီးရဲ့ကျမ်းမယူဆောင်ရှောက်ပါအဲ့လိုမဆောက်ရှောက်ပေးနိုင်တယ်ဘလို့မအဆင်မပြေပါဘူးရှင်အဲ့တော့ဟိုတမီးနဲ့ပတ်သက်လို့ထပ်ပြီးတော့တမီးရဲ့ဆုံးဖြတ်ချက်ကိုမစော်ကားပါနဲ့တမီးခရစ်စတန်ဖြစ်ဖြစ်ဗုဒ္ဓဘာသာဖြစ်ဖြစ်တမီးကကောင်းတဲ့လမ်းကြောင်းကိုသွားနေတာပါလူရဲ့စိတ်ခံယူချက်လည်းပဲဆိုင်ပါလေအခုချိန်ကြီးကျမက တမီးကိုဒါလုံးရမယ်ဟိုပါလုံးမယ်ဆိုကျွန်မတခါမှလည်းမတွေ့မတွေ့သွင်းခဲ့ပါဘူးအဲ့ဒီအတွက်ကြောင့်လူမှန်ရင်လူလိုစဉ်းစားပါကျွန်မလာပြီးဆော့ကားဖို့မစဉ်းစားပါနဲ့သိချင်ရင်မေးလို့ရတဲ့အချိန်သုံးလေးတွေးမှာမေးလို့ရတဲ့မေးခွန်းတွေအများကြီးရှိပါတယ်မမေးခဲ့ပါဘူးစိတ်လည်းမဝင်စားခဲ့ပါဘူးအခုကျမှတောက်ခံကြီးကပေါ်လာပြီးမီဒီယာမှာတက်ဆဲတာမျိုးတက်ပြီးရင်းဖွင့်တာမျိုးကတော့ကျွန်မ sorry ပါအဲ့ဒီ attention လည်းကျွန်မမပေးနိုင်ပါဘူးဒါပေမဲ့ကျွန်မကမသိပဲပြောနေကြတဲ့လူတွေနောက်နောက်အခါ ျမနဲ့သူနဲ့ပတ်သက်လို့ဟိုမတိပဲတရင်အမားတွေဖြန့်ဝေနေမှာဆိုလို့ကျမပြောပြလိုက်ပါတယ်။ယုံကြည်ရင်တော့ဆက်ယုံကြပါညံမရှိတဲ့လူတွေကျမအဲ့ဒါပဲပြောချင်ပါတယ်။ကျမကိုအမြဲတမ်းနားလဲပေးတဲ့ကျမဘက်ကအမြဲတမ်းယက်တိပေးတဲ့ပရိသတ်လူစိတ်ရှိတဲ့လူအားလုံးကိုဒီမှာကျေးဇူးတင်ပါတယ်။ကျမကိုမချစ်ပဲနဲ့ကျမကိုယုံပြီးမုန်းပြီးတော့ဘလို့ပဲအမှန်တရားပဲပြောပြတိုက်ခိုက်ချင်လဲဆိုလို့တိုက်ခိုက်ပါတိုက်တူလို့ဆဲပါ ကျမနဲ့သူတို့မိသားစုနဲ့ဘာမှမဆိုင်ရပါဘူး။တမီးမွေးထားတဲ့အတွက်ကြောင့်သူ့သွေးပါတဲ့ကြောင့်သူကတမီးကိုဆက်သွယ်ပိုင်မျိုးရှိပါတယ်။ကျမနဲ့တော့ဘာမှမဆိုင်တော့ပါဘူး။အဲ့ဒါကြောင့်ကျမနဲ့ပတ်သက်ပြီးတော့မှဘာမှ drama တွေခင်းပြီးတော့မှဟိုဒါပြောမနေပါနဲ့။ကျမစိတ်မဝင်စားအောင်။ကျမစိတ်ကိုဝင်စားရတာပါ။ကျမမှမိသားစုရှိပါတယ်။အဲ့တော့ respect ပေးပါနော်။ဒါလေးပဲပြောချင်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။